နိုင်ငံခြားသားတွေဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုဖျက်ဆီးပြီးမြန်မာနိုင်ငံကိုဝင်ရောက်ကာချင်းနောက်နယ်ဒေသပေါ်ကတပုံတွေကိုစစ်တင်တန်းတွေပြီးနေကြောင်းမီဇိုရန်ပြည်နယ်ဝင်ကြီးချုပ်လာဒူဟိုမာကမတ်လ၁၀ရက်မှာပြောကြားခဲ့တယ်လို့ NDTV ကဖော်ပြခဲ့ပါတယ်။အိန္ဒိယမြန်မာနယ်စပ်ဒေသတချို့သွာလာလူရှားမှုတွေကိုအစည်းအဝေးချမှတ်ဖို့နဲ့ Protected Area Permit ဖတ်လို့ခေါ်တဲ့အိန္ဒိယနိုင်ငံသားမဟုတ်သူတွေကိုတတ်မှတ်ထားတဲ့နေရာတွေမှာသွာလာလူရှား queries တင်းကျက်တဲ့စနစ်ကိုပြန်လည်ကျင့်သုံးမယ်။ဘ ഹു အစိုးရရဲ့ဆုံးဖြတ်ချက်ကိုပြည်နယ်အစိုးရကဆန့်ကျင်မှာမဟုတ်ကြောင်းသူကပြောပါတယ်။ပြည်ပနိုင်ငံသားတွေဟာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ဖို့မီဇိုရန်ပြည်နယ်ကိုခီး တက်ထောင်လာတဲ့နေရာဖြစ်လို့ဝတ်အသုံးချနေကြောင်းအဲ့ဒီအခြေအနေရဖို့ဆိုရအတွက်ကြီးမားတဲ့စိုးရင်စရာကိစ္စဖြစ်လာခဲ့တယ်လို့မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်ကပြောပါရယ်အဲ့ဒီတင်းနယ်တွေကိုအမေရိကန်နဲ့ပြည်ထိုင်နိုင်ငံသားတွေကပြီးနေတာဖြစ်တယ်လို့သိရပါရယ်ပြီးကြတဲ့နှစ်ဂျွန်လကဒီဇင်ဘာလအတွင်းမစ္စရန်ပြည်နယ်ကိုပြည်ပနိုင်ငံသား2000ခန့်ရောက်ရှိလာခဲ့ပါရယ်အဲ့ဒီအထက်ကအများစုဟာကမ္ဘာလက်ခီးတွားတွေဖြစ်လာရောက်ကြတာမဟုတ်ပဲပြည်နယ်အတွင်းကအကြောင်းမကြားပဲထွက်ခွာသွားကြတယ်လို့မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်လာဒူဟိုမာကလွှတ်တော်မှာပြောကြားခဲ့ပါရယ်တချို့ပြည်ပနိုင်ငံသားတွေဟာမြန်မာနိုင်ငံရဲ့ချင်းတောင်နယ်ဒေသတွေမှာစစ်တင်တဲ့နေပြီးဖို့အတွက် အိန္ဒိယမြန်မာနယ်စပ်ကိုဖျက်ပြီးချင်းနောက်နယ်ဒေသကိုဝင်ရောက်သွားခဲ့တယ်လို့သူကပြောပါရယ်။လက်ရှိပထဝီနိုင်ငံရေးအခြေအနေတွေနဲ့မိမိတို့အိန္ဒိယချင်းမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုအမေရိကန်နဲ့တရုတ်အပါအဝင်နိုင်ငံအများပြားကအနီးကပ်စောင့်ကြည့်နေကြတယ်လို့လာဒူဟိုမာကပြောပါရယ်။အဲဒါကြောင့်မီဇိုရန်ပြည်နယ်ဟာပြည်ပနိုင်ငံသားတွေအုံပြုတဲ့ခီးတထောက်ဖျက်တမ်းသွားလာတဲ့နေရာအဖြစ်အသုံးချခံနေရတာကြောင့်ဘိုးအစိုးရအတွက်ကြီးမားတဲ့စိုးရိမ်စရာကိစ္စဖြစ်လာခဲ့တယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကပြောပါရယ်။အဲ့ဒီအခြေအနေအရရကြောင့်ပြည်နယ်အတွင်းသတ်မှတ်ထားတဲ့နေရာတွေကိုသွားလာခွင့်ပါမယ့်ရရှိဖို့လိုအပ်တဲ့စနစ်ကိုပြန်လည်ကျင့်သုံးရမယ့်အခြေအနေကိုရောက် ရှိစေခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကိုပြည်ပနိုင်ငံသားတွေဖြတ်တန်းဝင်ရောက်လေးရှိတဲ့အခြားပြည်နယ်တွေမှာလည်း Pub Snick ကိုပြန်လည်ကျင့်သုံးခဲ့တယ်လို့လာလူဟိုမာကပြောပါတယ်။အစောပိုင်းက Pub Snick ကိုပြန်လည်ကျင့်သုံးမဲ့ဆုံးဖြတ်ချက်ကိုမီဇိုရမ်ပြည်နယ်အစိုးရကစန့်ကျင်ကန့်ကွက်ခဲ့ပေမယ့်နောက်ပိုင်းမှာဗဟုအစိုးရရဲ့သဘောထားကိုတရှိနားလည်သွားခဲ့တယ်လို့သူကပြောပါတယ်။လက်ရှိမှာ Pub Snick ကျင့်သုံးတဲ့ပြည်နယ်တွေဟာ Arunachal Pradesh, Sikkim, Manipur, Nagaland, Mizoram, Jammu နဲ့ Kashmir, Himachal Pradesh, Rajasthan, Uttarakhand ပြည်နယ်တွေပါဝင်ပါတယ်။